ိုဘယ်ဘာသာကိုကိုယ်ဝယ်သည်မဆိုပေါ့နော်အဲ့တော့ကိုတန်ရာတန်ရာလေးတွေဘုလိုဘာသာဆိုရင်လည်းဟာလားဗဒံယွတ်တာလေးတွေဘုရားစာယွတ်တာလေးတွေကမနှောငိမ့်တာပေါ့နော်ဒါပေမဲ့ညံငိမ့်တဲ့ကိစ္စလည်းရှိသေးတယ်နော်မနှောငိမ့်ညံငိမ့်ပေါ့ပြည်သူတွေကျွန်တော်ချစ်တဲ့မိဘပြည်သူများကိုကျွန်တော်တစ်သလုံးလောဘတွေဒေါသတွေမောဟတွေများအောင်လုတ်ခဲ့ပြီးပါပြီအဲ့လောဘလောဘမဟုတ်ဆိုတာဒီရုပ်တွေနဲ့ပုံဖော်ခဲ့ပါတယ်အခုကိုတိတဲ့အချိန်မှာလဲကျွန်တော်လိုပဲလွတ်သွားအောင် လွတ်မြောက်သွားအောင်ငြိမ်းချမ်းသွားအောင်နော်အဲ့လိုလေကုညီပေးတဲ့အနေနဲ့ကျွန်တော် interview ကျွန်တော် interview ကြရင်စောင့်ကြည့်ပေးပါကျွန်တော်အဲ့ဒီ interview ကြရင်အသေးစိတ်ဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲဆိုတာကိုပြောပါမယ်လွယ်လွယ်လေးပါညံညံပါပဲနော်ညံသဘောတရားလေးပါပဲနေတတ်တယ်ဆိုရင်အလုံးအစင်ပြေသွားပါလိမ့်မယ်ကျွန်တော်အဲ့လာနဲ့ကျေးဇူးဆက်ခွင့်ပြုပါကျွန်တော်အင်တာဗျူးချိန်အသေးစားစောင့်ကြည့်ပြီးနားထောင်ပေးပါကျွန်တော်ကျေးဇူးဆက်ပြရစီ ဥဒုမင်္ဂလာပါမင်္ဂလာပါဟောဥဒုဒီအစီအစဉ်ကိုပေါ့နော်ရောက်လာတဲ့ဟာအကြောင်းလေးပြပြပေးပါအောင်ရှင့်အဲရောက်လာတော့သူများတွေရှေ့ကနေပြီးတော့အိုးပထမတစ်ခေါက်တည်းကဥကြီးကျော်လို့လဲမေးတယ်တဲ့ကိုရွှေမိုးကတော့လူရင်းပေါ့နော်လူရင်းရကုန်မလဲခင်နေပြီးတော့သူကလဲဦးလေးတစ်မျိုးအဖေလူတစ်မျိုးလဲသူကလဲရှေ့ရတယ်သူတယောက်လို့သားတယောက်လို့ဖြစ်နေတော့သူကဥလူကကျွန်တော်လုပ်နေတဲ့အစီအစဉ်လေးကိုညီပါဆိုတော့ပထမတစ်ခေါက်ကလွဲသွားလွဲဒီတစ်ခါကျတော့လဲဥလူအားရနဲ့တက်တက်ဆိုင်ဆိုင်လေးပဲလာဖြည့်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကလဲသူ့ကိုမေးကြည့်တဲ့ခါကျတော့တော်တော်များများ တို့ဇက်ဖို့ဇက်ရံခေါ်မလားဇက်ဖြည့်ဇက်ရံခေါ်မလားเนาะဇက်ဇက်ဆောင်နေဇက်ဖို့ထားလိုက်တော့ဇက်ဖြည့်ဇက်ရံနေတော်တော်များများကိုမေးတယ်ဆိုတဲ့ဟာတွေ့တော့တော်တော်ဟိုဝန်တာတယ်ပေါ့เนาะဆိုတော့လူတွေတိုင်းမှာဘဝကိုရုန်းကန်ကြိုးစားလာကြခါကြတော့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံတွေအများကြီးရင်ဖွင့်စရာတွေတော်တော်များများရှိတယ်ပေါ့เนาะအဲ့တော့ဒီနုပညာရင်ဖွင့်တဲ့ဆိုတဲ့ဟာလာပြောခြင်းအပြင်သူ့ရင်ထဲပေါ်သွားတာပေါ့နော်ဒီအပြင် ပြီးတဲ့အတွက်ကတော့စောင်းစရာတွေရမယ်စောင်းစရာတွေရတယ်လို့ရှောင်းစရာတွေလည်းရမှာပေါ့နော်အဲ့တော့သူတို့ဘောကရက်တည်ခဲ့တဲ့ဟာမျိုးကြီးဥလူလူစရာဆိုရင်လေဒီတိုင်းဒုသာကြီးကဘယ်နှခုနှစ်ကရောက်ပြီးဘယ်မှာမွေးတယ်ဘာညာဆိုတာထက်ဒုတိယကြုံရတဲ့အတွေ့အကြုံတွေကိုပြောလိုက်တဲ့အခါကျတော့ပြီးတဲ့အတွက်ရှောင်းစရာတွေစောင်းစရာတွေရသွားရင်ဒီအစည်းအဝေးလေးကတန်တယ်ပေါ့နော်ကြည်ရကျွတ်နဲ့တဆဖြစ်အောင်သူတွေလည်းအဲ့လိုပဲဖြေကိုစိတ်ကူးထားပါတယ်ဝေးပါလေတက်တယ်လေးရလိုက်ပြီဆိုတော့အဖေကန်းနေတော့ရတာပေါ့နော်ဒါပေမဲ့ဝေးပါလေဝေးရဆိုတာ ဂိုက်တွေလည်းကျဲပါတယ်။ကျဲပြန်ရုပ်ရှင်ဂိုက်ဆိုတော်တော်များများမရှိတော့ပါပဲ။မပါတော့ပါပဲ။အဲဒီဟိုဇလန်တွေကတော့ရိုက်ဖြစ်ပါတယ်။ဂျူစားဂျူစားပေါ့နော်။များသောအဖြစ်ဒီမှာမြန် MLD4 MLD4 ကတော့ရိုက်ဖြစ်တာများတယ်။နောက်ကဟိုဖုန်းဇလန်လေးတွေဖုန်းတွေမှာပါတဲ့ဇလန်တွေအဲဒါလေးတော့များများရိုက်ဖြစ်ပါတယ်။အဲပြင်ပအချိန်မှာအခုတာဝန်ယူပြီးလုပ်ရမယ့်တစ်ခုကတော့ဟောတေးဥဆောင်တင်နန်းနေပေါ့နော်။တေးဆောင်တင်နန်းနေများများပြပြတယ်။နောက်ကဒီ President နဲ့ပတ်သက်ရင်လည်း ကစနတင်တန်းတွေကိုဟိုလာပြီးဥရောပတစ်ချိန်တော့အတန်းနဲ့ပတ်သက်လို့တော်တော်လုတ်ခဲ့တာပေါ့နော် FN ကလည်းလုတ်ခဲ့တော့ session တော့လုတ်ခဲ့တဲ့ခါကျတော့ဒီတစ်ခါကျတော့လေဥရူရဲ့အတန်းဒီတန်းလာကြိုက်ပါတယ်ဆိုပြီးတင်ကျင်တဲ့လူကလာတော့လေတင်ပေးရတော့ပေါ့နော်အတန်းတင်ရရှိတယ် item mic ဆိုင်ရတင်ရတာရှိတယ်အဲ့ဒါတော့တော်တော်များများလုတ်ဖြစ်ပါတယ်ဟုတ်ဟိုသူပြီးတော့အခုရောဒီဟိုဒရိုက်တာအနေနဲ့ရောရိုက်ထားတဲ့ကားတွေပါရောရှိလားရှင်တော်တော်စရောမရှိသေးဘူးရိုက်ဖို့တော့အစီအစဉ်အများကြီးရှိပါတယ်ဟုတ် ပြီးတော့ဥထုအခုလက်ရှိဒီကျမ်းမာရေးအနေထားလေးအခြေအနေလေးကိုလည်းပြောပြပေးပါအောင်ဟုတ်ကျမ်းမာရေးကလေအဲဘူးသူရာရဖို့ပြောရမှာလားရည်စရာနေနဲ့ပြောရမလားမသိဘူးလူတွေကစိတ်လေးမတောင်းနဲ့စိတ်လေးမတောင်းနဲ့ဆိုတော့อืมစိတ်လေးတောင်းနေတဲ့အချိန်တော့သူ ਈ ကြသူ ਈ လို့မရှိစိတ်လေးဖြတ်ပြီးမှသူ ਈ လို့လာတယ်အဲ့တော့ဆေးလေးပြန်တောင်းမလို့ဖြစ်ရင်နောက်တော့ဆရာဝန်နဲ့တွေ့တော့ဆရာဝန်ကတိုက်ဆိုင်သွားတာပါတဲ့သူတို့ကမှကိုလေးစောကြီးများပြီးအစီအစဉ်များပြီးတော့ သူကသွေးတိုးလာတယ်ပေါ့နော်ဆိုတော့သွေးကြစီပြီးတောင်းတယ်အဆင်ပေါ့နော်သွေးကြစီတော့တောင်းနေရပြီအဲ့ဒါလေဆေးလိဖြတ်ပြီးမှဖြစ်တယ်တော်တော်ရည်ရတယ်အဲ့တော့ဒီခါလေးကျတော့ဟိုမကောင်းတာလုံနေတဲ့လေကောင်းတာလုံတော့မှပဲငြိမ်လိုက်ပြီဆိုတော့ယောဂါကြီးကဝင်လာတယ်ဒါရည်စရာနည်းနဲ့ပြောတာပါတကယ်တမ်းကျတော့မတော့လေကောင်းနေပေါ့နော်အဆုံးနဲ့ပတ်သက်ရင်ဖြစ်ဖြစ်နှလုံးနဲ့ပတ်သက်ရင်ဖြစ်ဖြစ်ဟာလားဒီကြောက်ကန်နဲ့ပတ်သက်ရင်တော်တော်များများကဘာလို့ရှောင်ခိုင်းကဟိုအရက်တဲ့ဆေးလိကိုပူရှောင်ခိုင်းကြအဲ့တော့ဆေးလိကမတော့လေကောင်းနေပေါ့နော်အတို့ကတော့ တော်တော်တစ်ချောင်းတစ်ချောင်းလုံးပေါ့နော်ဒလုံးမြတ်နှစ်ပေါင်းကြာစောရီကပောက်လာတာအခုမှဆက်လိကြကမှာယောဂဝင်လာလို့ကိုယ့်အကောင်တော်တန်လျာဖြစ်နေသေးတယ်။ပြန်မင်းတောက်ရတော့ဘုံလုံးမတောက်တော့ပါဘူး။တကယ်တမ်းကျတော့မတောက်တော့အကောင်ဆုံးပဲ။အဲ့တော့ကိုယ့်လိုပဲမဖြစ်အောင်လို့မတောက်ကြပါနဲ့လို့လည်းအကြံပေးကြပါလေ။ဘာသာရေးပဲ။ဘာသာရေးပဲ။အဲ့ဘာသာရေးကိုလည်းကိုရွှေမွေးနဲ့အင်တာဗျူးချိန်ထိချာရှင်းပြပါမယ်နော်။ဘယ်လိုနေတယ်ဘယ်လိုထိုင်တယ်ဆိုတာ။အဲ့တော့ဟိုဘယ်ဘာသာကိုကိုယ့်ဝယ်သည်မဆိုပေါ့နော်။အဲ့တော့ ိုတန်ရတန်ရလေးတွေဗုဒ္ဓဘာသာဆိုရင်လည်းဟာလားပဒံယွတ်တာလေးတွေဘုရားစာယွတ်တာလေးတွေကမနှောငိမ့်တာပေါ့နော်ဒါပေမဲ့ညံငိမ့်တဲ့ကိစ္စလည်းရှိသေးတယ်နော်မနှောငိမ့်ညံငိမ့်ပေါ့အဲ့တော့အပေါ်လင်းဆုံးပြောရရင်ပြည်သူတွေကျွန်တော်ချစ်တဲ့မိဘပြည်သူများကိုကျွန်တော်တစ်သက်လုံးလောဘတွေဒေါသတွေမောဟတွေမြောင်းလုတ်ခဲ့ပြီးပါပြီအဲ့လောဘလောဘမဆိုလားဒီရုပ်တွေနဲ့ပုံဖော်ခဲ့ပါတယ်အခုကိုတိတဲ့အချိန်မှာလဲကျွန်တော်လိုပဲလွတ်သွားအောင် လွတ်မြောက်သွားအောင်ငြိမ်းချမ်းသွားအောင်နော်အဲ့လိုကြီးကူညီပေးတဲ့အနေနဲ့ကျွန်တော် interview ကျွန်တော် interview ကြရင်စောင့်ကြည့်ပေးပါကျွန်တော်အဲ့ဒီ interview ကြရင်အသေးစိတ်ဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲဆိုတာကိုပြောပါမယ်လွယ်လွယ်လေးပါညံညံပါပဲနော်ညံသဘောတရားလေးပါပဲနေတတ်တယ်ဆိုရင်အလုံးအစင်ပြေတော့ပါလိမ့်မယ်ကျွန်တော်အဲ့လာနဲ့ကျေးဇူးဆက်ခွင့်ပြုပါကျွန်တော်အင်တာဗျူးချိန်အသေးစားစောင့်ကြည့်ပြီးနားထောင်ပေးပါကျွန်တော်ကျေးဇူးဆက်ပြရစီအဲ့တော့ လောကီရတော့စိတ်ချမ်းသာကြီးကိုယ်ချမ်းသာကြီးနဲ့ပြည့်စုံပါစေပေါ့နော်အဲကျွန်တော်ဆူတောင်းတဲ့စကားမျိုးလေးဆိုရင်တော့ကျွန်တော်သူ့မလူအောင်ချမ်းသာစီခြင်းနဲ့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံစီခြင်းနဲ့နောက်ကတက်ရှိတဲ့အသက်ရှိစီခြင်းနဲ့ကျမ်းမာလေးကျမ်းမာစီခြင်းနဲ့ဖြစ်နိုင်ရင်နောက်ဆုံးဘဝနောက်ဆုံးခန္ဓာနဲ့ကျွတ်တန်းဝင်စေခြင်းနဲ့အဲ့ဒီ line ကိုလည်းကျွန်တော်လိုက်နေပါတယ်ကျွန်တော်ဤသူကျွန်တော်ချစ်တဲ့ပိသက်ကြီးတွေလိုက်ပေးကြပါ ကျွန်တော်တို့တန်တရားရှည်လှပါပြီအဲ့တော့တန်တရားပြတ်ကြောင်းလမ်းကိုလည်းကျွန်တော်တွေ့ထားပါလေအဲ့ဒါကိုလည်းကျွန်တော် sharing ဝင်ပြပေးပါမယ်ဖြစ်နိုင်ရင်လိုက်ခဲ့ကြပါမသိရင်လည်းအပြင်မှာတွေ့ပြီးမေးလို့ရပါလေအဲကြောင့်အားလုံးကိုစိနှပြကျမ်းမာချမ်းသာပြီးတော့လူရင်ဆန္ဒတစ်လုံးတစ်ပါးလည်းပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ